ရှမ်းပြည်နယ်က73မြင်းဆောင်မှတ်ပုံတင်ကိုင်းဆောင်သူတွေကိုဖအံနဲ့မော်လမြိုင်အထွက်ဂိတ်တွေမှာကြားပြတ်နဲ့ဆက်ဆက်သူတွေဆိုရဲဆွဆွဲချက်နဲ့စက်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့လူခွင့်ရေးလှုပ်ရှားသူတွေစီကသိရပါတယ်။နိုဝင်ဘာလ30ရက်အထိအဖမ်းခံထားရသူ100ကျော်ရှိနေပြီးအများစုကရှမ်းပြည်မြောက်ပိုင်းကဖြစ်ပြီးနယ်မြေဒေသမအေးချမ်းမှုနဲ့အလောက်ကန်ရှားပါမှုကြောင့်အလောက်လာရှာသူတွေအပါအဝင်တာမန်ခီးထွက်သူတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ မနေ့ကအထိအဖမ်းခံရတာအတော်များတယ်။ဖမ်းအထွက်ဂိတ်မှာ73မြင်းဆောင်ရယ်9မြင်းဆောင်ရယ်အဖမ်းခံရတာတရားကြော်တယ်။မော်လမြိုင်တထုံအထွက်ဂိတ်မှာအဖမ်းခံရတာလို့လူခွင့်ရင်လှူရှားသူတို့ကမဲခေါင်ကိုပြောပါတယ်။အဖမ်းခံရသူတွေရဲ့ဖုန်းကိုဖွင့်ခိုင်းပြီး KB အကောင့်တွေမှာ70သိန်းကျော်ရှိပါကအသိန်းခံရပြီးအများစုကအမျိုးသမီးတွေဖြစ်တယ်လို့ဆိုပါတယ်။လူတယောက်ကိုဖမ်းဆီးဖို့ကပြစ်မှုနဲ့ဖမ်းဆီးခွင့်ဝရမ်းတို့ရှိမှဖမ်းရမှာအခုကဘဲမြုတ်ဘဲရွာက နေတယ်လာတယ်ဆိုတာနဲ့ဖန်းတာဟာလူခွင့်ရေးချိုးပေါက်ခံရသလိုလူမျိုးရေးခွဲခြားခံရတာပါဥပဒေအရအပြစ်ရှိကြောင်းတည်တည်မပြနိုင်ဘဲနဲ့လူမျိုးဒေတာအလိုက်ခွဲပြီးဖန်းစီနေတာဟာစက္ကဆရဲ့ဥပဒေမဲ့ထင်တိုင်းကျင်းနေတာပဲဖြစ်ပါတယ်လို့လူခွင့်ရေးလှုပ်ရှားသူမွေလျံကမဲခေါင်ကိုပြောပါတယ်တက္ကောင်စီတက်ကကြားဖြန့်အကြောင်းပြပြီးခီးသွားပြည်သူတွေကိုမတရားဖန်ဆီးနေတဲ့လှုပ်ရက်ကိုပြည်ရင်းနဲ့နိုင်ငံတကာကသိရှိပြီးထိရောက်ပြင်းထန်တဲ့အရေးယူမှုပြုလုပ်ဖို့ လူခွင့်ရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်